နည်းနဲ့ရရကရွှေစကားငွေစကားမိတ်ဆွေများမိသားစုများအားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဒုပန်တော်မူနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်လဲကိုစီကိုစီရွက်ဆောင်တော်မူနိုင်ကြပါစေလို့တိုက်လိုက်လေလဲမေတ္တာပို့သလိုက်ပါရခင်ဗျာ။ကျွေးစကားငွေစကားအစီအစဉ်ညစဉ်ကျွန်တော် YouTube မှာ TikTok မှာကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်။ အနေနဲ့ရကမိတ်ဆွေများအတွက်လည်းအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျာကြည့်အဲ့တော့ကျွန်တော်မိတ်ဆွေများစိတ်ခွန်အားမြင့်အားမြင့်ကြောင်းဒီသချင်းလေးတစ်ပုတ်လဲကျွန်တော်ရှေ့မှာတင်ထားပါတယ်ပန်းမှန်ကုံရောင်ဆိုတာလေးနော်အဲ့ဒါလေးကဝါသနာရှင်များဒီပရဟိတတို့ထူတောင်ရေးတို့ကိစ္စတွေမှာလဲဒီဆိုခြင်းနဲ့မိတ်ဆွေများအတွက်တီလုံးလေးလဲတီးတန့်တင်ပေးထားပါတယ်ခင်ဗျအဆင်ပြေကြပါစေစိတ်ခွန်အားများတို့ကြပါစေခင်ဗျ ကဲခုကတော့မေလ73ရက်နေ့အတွက်ရွှေစကားငွေစကားပေါ်ကြားချက်များဖြစ်ပါတယ်ခင်ဗျာရှေးဦးစွာတင်းငွေတွေသားသမီးမိတ်ဆွေများဒီလိုကိန်းမျိုးကိုဟောရတာ အားပါတရပါပဲဒီချိန်ဟာမတင်မကြမရေမရာဖြစ်နေတဲ့ကိစ္စတွေကိုပြပြသားသားပိုင်ပိုင်တိုင်းဆုံးပြတင်နေအထူးသဖြင့်လုပ်ငန်းသစ်အစီအစဉ်သစ်တွေတာဝန်သစ်တွေအပြောင်းအလဲအပြောင်းအရွှေ့ကိစ္စတို့အဲ့ဒါတွေအလွန်ကောင်းနေအဝေးပြပနဲ့ဆက်နွယ်ချိတ်သက်တဲ့လုပ်ငန်းတွေခရီးသွားပြီးလုပ်ရတဲ့အလုပ်တွေကောင်းနေ အိမ်စာဦးနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေပုတ်တို့ဥတို့အင်းတို့အေးတို့အုံတို့ဆောက်လုပ်ရေးတို့အိမ်ဆောက်ပစ္စည်းတို့အလုပ်နေရာအိမ်နေရာအစအုံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်မထင်မှတ်ဖဲနဲ့မြေကိစ္စတင်နန်းကိစ္စများမှာအခြေအနေခွင့်ရေးကောင်းပေါ်ပေါက်နိုင်ပါတယ်ခင်ဗျာတနင်္ဂနွေသားသမီးအိမ်အောင်ရှင်တွေငယ်ရွယ်သူတွေကဟိုဘက်ဒီဘက်မောင်နှမသားချင်းကိုအကြောင်းပြုပြီးတော့စိတ်သဘောကွဲစရာလေးတွေကြုံရတတ်ပေမဲ့ရေနာပစ္စည်းလက်ဝယ်လက်စားကိစ္စဝမ်းသာတာကြောက်ပါခင်ဗျာ ကဒီလိုကိမျိုးမှာဒနေငွေသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင်အနီရောင်တို့ခရမ်းရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝစ်စံလုံးသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်အာလူလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးတော့ဆူတောင်းပါဒီနေ့ကိုယ်အတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေကတစ်ကနန်းသုံးကနန်းတွေဖြစ်ပါတယ်ခင်ဗျာကဲဒီလိုနေမျိုးမှာဒနေငွေသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအောင်ညံ့ခိုက်တွေရောပါပြေပြအောင်ဆိုရင် တံပရာရီလှူဒါန်းသောကုသိုလ်ပြုလုပ်ရအောင်မြတ်စွာဘုရားမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတို့ကိုပဲဒါနာပြုပြုတံပရာရီလှူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကဲကံပွင့်ကံမြင့်ကြပါစေဘလို့အရေးအကြောင်းကိစ္စကြီးငယ်ပဲဂျုံဂျုံဒီနေ့ဒီဒီရလေးကိုပြုလုပ်ပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ဒင်းလာသားသမီးမိတ်ဆွေများဒီလိုကင်းမျိုးမှာကစတူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်စာတမ်းစင်းစရာချုပ်စိုးလုပ်ကံမဲ့လုပ်ငန်းမျိုးတွေဆန်တို့စီတို့ဆေးတို့စားတို့စက်မှုဆိုင်ပြုစိန်စာအုပ်စာတမ်းအဲ့ဒါမျိုးတွေပို့ပြီးစူးစမ်းတဲ့နယ် မသိမမြဖြစ်နေတဲ့သူနဲ့နော်မပြင်းမမြဖြစ်နေသူတွေနဲ့ညာလူကြီးမိဘဆရာသမားတွေနဲ့ညှိကြနှိုင်းကြချင်းညလင်းကြမယ်ဆိုတဲ့ကိစ္စမျိုးလည်းပြုတ်လုတဲ့နဲ့ဒီချင်းဟာအစမပြေတာတွေညှိနေညှိတဲ့နှိုင်းတဲ့ကိမျိုးဖြစ်ပါလေဗျနော်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်နှစ်ချိန်နှစ်ခါနှစ်မျိုးနှစ်စင်နေတော့ကြုံရတတ်တယ်ငွေတွေပစ္စည်းတွေအလေလွင့်အကြပေါက်လေးများတတ်တာတတိပြုဒီလိုကိမျိုးမှာကိုချစ်သူကြီးစားတို့အိမ်တော်ဘက်တို့စီကငွေကြီးနဲ့ပတ်သက်တဲ့ဝန်တာစရာတရင်ကောင်းကြားကြုံရတတ်ပါလေခင်ဗျာ ကဲအဲ့တော့ဒိန်းလာသားသမီးတွေကံရဲ့အပါမို့ရရှိစေဖို့ဆိုရင်နီညိုရောင်တို့ခရမ်းရောင်တို့များများပါသောအဝယ်အစားအသုံးဆောင်လေးကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်စားအထုတ်လေးတစ်ထုပ်ကဲစားအထုတ်လေးနဲ့လက်ကင်မော်လဟာလေးနဲ့စားလေးတစ်စွန်းလောက်ထည့်ထုတ်ပြီးတော့အဲ့ဒီစားတော့လေးနဲ့တို့ပြီးထုတ်ပြီးဆူတောင်းပါကို့အတွက်ကံကောင်းလက်ကျွင်စေမဲ့နံပါတ်တွေကဏ္ဍတွေကတော့၃ကဏ္ဍ၉ကဏ္ဍနေဖြစ်ပါတယ်ကဲဒီလိုနေမျိုးမှာဘာအရေးကြောင့်မရှိရှိကံရဲ့အပါမို့ရဖို့ဆိုရင်တင်းလာသားသမီးတွေ စီလူဒန်းတဲ့ကုသိုလ်လေးမိမိတိုင်းနဲ့မိမိစီလူဒန်းတဲ့ကုသိုလ်လေးပြုပြီးတော့အစဉ်ပြေကံပွင့်ကံမြင့်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများဒီလိုကိန်းမျိုးဟောရတာတော်တော်ဝမ်းသာဖို့ကောင်းတယ်အကြောင်းကြောင့်ကြောင့်ရထားနားထားတဲ့လုပ်ငန်းဟောင်းယူရကျဟောင်းအစီအစဉ်ဟောင်းတွေပြန်အောင်မြင်လာတတ်တယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ဖို့ကံပက်တွေနဲ့ပြန်လဲချိတ်ဆက်အဆက်အသွယ်ရတာမျိုးစုံစည်းရတာမျိုးဖြစ်တတ်တယ်အလှူမင်္ဂလာကိစ္စပွဲလမ်းသဘင်ကိစ္စတွေစီစဉ်ရတတ်တယ် ရွှေတို့ရေရနာပစ္စည်းတို့လက်ဝက်လက်စားနဲ့ပတ်သက်တဲ့ရွေကျက်အစီအစဉ်တွေကားတို့ယင်းတို့စက်တို့နဲ့ပတ်သက်တဲ့ရွေကျက်အစီအစဉ်တွေအလကုံအလပြင်းဆိုင်အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝက်ဝါလေလဲလက်ဖက်လက်ဖက်ရေးဆိုင်အဲရာမျိုးတွေထူးထူးခြားခြားပုံကောင်းပါလေမလုံချင်တဲ့အလုပ်မသွားချင်တဲ့ခကြီးမယူချင်တဲ့ဓာဝန်မတွေ့ချင်တဲ့လူအဲရာတွေတော့လာပြီးတော့ပတ်သက်ရတဲ့အင်္ဂါသားသမီးငယ်ရွယ်သူတွေနော်အိမ်တော်ရှင်တွေကခုချစ်သူရေးစားခုအိမ်တော်ဘက်ရဲ့ငွေ ငွေရေးကြေးနဲ့ပတ်သက်တဲ့ဝန်သားစရာတရင်ကောင်းကြားကြုံရတဲ့ဝင်ငွေလာတာတိုးတယ်လို့မျိုးကြားကြုံရတာပါတယ်ကတေလိုကိန်းမျိုးမှာအင်္ဂါသားသမီးတွေကံရင်အပမိုးရဖို့ဆိုရင်အဖြူရောင်တို့မိခိုးရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝစ်စင်သုံးသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတဲ့အောင်ဆိုရင်ဖြူဖြူနီနီကျက်တဲ့ဦးလေးတဦးနဲ့ဘာရောင်းရင်ရောင်းရင်ရောင်းရင်လည်းပစ္စည်းမှန်သမျှကျက်တဲ့ဦးနဲ့တိုးခောက်ပြီးစုတော့မှာဒီနေ့ကိုအတွက်ကံကောင်းလက်ကျွင်စီမဲ့နံပါတ်တွေကနန်းတွေက၄ကနန်း၁ကနန်းနေဖြစ်ပါတယ် ဒီလိုကိမျိုးမှာကံရဲ့အပါမို့ရဖို့အင်္ဂါသားသမီးများခလေးတွေကိုမုံဝေကျွေးတဲ့ကုသိုလ်လေးပြုလုပ်ပြီးတော့ကံပွင့်ကံမြင့်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့ဗုဒ္ဓသာသမီးမိတ်ဆွေများဒီလိုကိမျိုးမှာကလေကံထူးတတ်တယ်သူများတကာဤအတွက်ခက်ခဲဖြစ်ငေါ့ပိတ်ဆို့နေပါတယ်ဆိုရင်တော့ကို့အတွက်လွယ်ကူအဆင်ပြေနေတတ်တယ်ချီပေါက်မဲပေါက်ဆုရရာထူးတိုးသူလိုကံထူးတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီပံ့ပိုးကောင်းနေရတတ်တယ်မြေကိစ္စဖုံကိစ္စအမွေကိစ္စပြိဘောကပေးပြောင်းပန်းပရိမ္ပတိဘဘု အဲ့ဒီလိုကိစ္စတွေပညာရေးပညာရဆိုင်ရာကိစ္စမျိုးတွေထူးထူးခြားခြားအောင်မြင်နိုင်ပါတယ်ခင်ဗျအဲ့တော့ဘာသာရေးတို့ဒိဋ္ဌံကုသိုလ်ကောင်းမှုတို့လုပ်လေလေကံကလည်းကောင်းလေလေဖြစ်နေမယ်ဆွေမျိုးရင်းမိတ်ဆွေရင်းတို့တော့ပုံပင်တော့ကလေးကြီးညရတဲ့ဘုရူသာသမီးအိမ်တော်ရှင်တွေငယ်ရွယ်သူတွေကကို့ချစ်သူကြီးစားကို့အိမ်တော်ဘက်ရဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ဝမ်းသာစရာအောင်မြင်မှုကြားကြုံရတတ်ပါတယ်ခင်ဗျကဲဘုရူသာသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင်နီညိုရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့ အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝစ်စံသုံးသေးပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဆန်လေးလက်တဆုပ်လောက်ကိုလက်ကင်မော်လာလေးနဲ့ထုတ်ပြီးတော့ဆန်တုပ်လေးနဲ့တို့ပြီးထုတ်ပြီးဆူတောင်းပါဘာရောင်းရင်ရောင်းရင်အဲ့ဒါလေးနဲ့တို့ပြီးထုတ်ပြီးဆူတောင်းအောင်ဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက၅ကဏ္ဍ၃ကဏ္ဍတွေဖြစ်ပါတယ်ဒီလိုနေမျိုးမှာပုံထူသားသမီးများကံရင်အပံမှုရဖို့ဆိုရင်ငွေ၅ကဏ္ဍကဲငွေ900 9000 9000တော့9သိအစင်ပြည့်တယ်လို့ငွေ9ကဏ္ဍလှူဒါန်းနဲ့ကုသိုလ်ပြုပြီးတော့ကံပွင့်ကံမြင့်ကြပါသေးခင်ဗျာ ဆက်လက်ပြီးတော့ကြာသာပရိသတ်သမီးမိတ်ဆွေများဒီလိုကိန်းမျိုးမှာကလေလက်ရှိလုပ်ငန်းတွေကိုတိုးမလားချဲ့မလားအချိန်မြင့်မလားနောက်ထပ်လုပ်ငန်းတွေအစီအစဉ်အသစ်တွေစမလားအလုံးကောင်းတယ်အဝေးပြပနဲ့အဆက်အသွယ်ချိတ်ဆက်ကောင်းတွေရတတ်တယ်ခုစီကိုလည်းတရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်အသည့်အနန်းတို့ရေရွက်ကုန်းတစ်တန်တွတ်တဲ့ကဲအဲ့ဒါလုပ်ငန်းမျိုးတွေတတိဝလံဟင်းတီဟင်းရွက်တစ်ပင်ရေရွက်ကုန်းအဖျော်ရမကရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့အကျိုးထူးအောင်မြင်တတ်တယ်ဆွေမျိုးသားချင်းတွေရဲ့တရင်ကောင်းကြားတတ်တယ် အပြိုင်အဆိုင်အကျိတ်နဲ့စူးစမ်းပြီးအောင်မြင်နိုင်သောဂိမ်းမျိုးဖြစ်ပါတယ်ခင်ဗျာကဒီလိုဂိမ်းမျိုးမှာဂျာရွေးသားသမီးတွေကကိုယ်အိမ်အောင်ဘက်ချစ်သူရေးစားရဲ့ကိုယ့်ဘက်ဒီဘက်လူချင်းမိဘအတိုင်းဝိုင်းကိုအကြောင်းပြုပြီးနည်းနည်းအဆင်မပြေမှုလေးတွေတရိထားပါဂျာရွေးသားသမီးတွေကရင်အပါမှုရဖို့ဆိုရင်တော့ဖက်ဖူးရောင်အပြာရောင်ကိုများများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆက်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာလုပ်ငန်းမလုပ်လို့ဘာပစ္စည်းရောင်းရင်ရောင်းရင် တံမြာသီးလေးနဲ့တို့ကောက်ပြီးစုတောင်းပါအရောင်းကိုဒီကောင်းအောင်လုပ်ငန်းတွေတိုးတက်အောင်ပေါ့နော်ဘာအလုပ်လုပ်လို့လုပ်လို့အလုပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုတံမြာသီးနဲ့တို့ကောက်ပြီးစုတောင်းတံမြိုသီးလေးရတယ်ဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက6ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်ကံရင်အပံမှုရဖို့ဖြော်ရည်အေးကဲအချိုရည်ဘူးတို့အေးဘလင်းတို့အေးဘူးတို့တတိဖြော်ရည်တို့စသဖြင့်လူတန်းပြီးတော့ကံပွင့်ကံမြင်ကြပါစေဘာအရေးကြောင်းမရှိရှိအဲ့ဒါလေးနဲ့ကံပွင့်ကြပါစေခင်ဗျဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများဒီလိုကိန်းမျိုးမှာကလေ ဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတတ်တယ်။တံမှုကြီးပစ္စည်းဝယ်ခြင်းရောင်းခြင်း၊ကုန်ပစ္စည်းတိုးလောင်ခြင်း၊အလူမင်္ဂလာပွဲလမ်းတွေပဲကိစ္စအစီအစဉ်တွေကောင်းတယ်။ကားတို့၊ယာဉ်တို့၊စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်၊အိမ်အစားအုပ်နေရာတိုင်းအစီအစဉ်တွေအောင်မြင်တတ်တယ်။ကြောက်တို့၊ကွန်ပျူတာတို့၊ကင်မရာချက်၊ငါးကြံကုန်းငွေရုပ်ချက်သွန်းအဲရာမျိုးတွေပို့ပြီးအကျိုးထူးအောင်မြင်နိုင်ပါတယ်။အထက်လူကြီးနဲ့အောက်လငယ်သားကြားကက်လန်ကန်လေးညက်တတ်တယ်။နောက်အိမ်မွေးတိရစ္ဆာန်ခွေးကြောင်ကျက်ငယ်ကိစ္စများတော့သတိကြိုပါ။ဒီလိုကိမျိုးမှာတောက်ကြသားသမီးတွေကိုအိမ်တော်ဘက်ကိုချစ်သူရေးသားရဲ့ မောင်နှမသားချင်းအတိုင်းအဝိုင်းတို့ရဲ့တည်ငောင်းကြားရတယ်ဗျနော်ကဲတောက်ကြသားသမီးတွေကံရင်အပမို့ရဖို့ဆိုရင်အပြာရောင်တို့အဖြူရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာရောင်မဲပြပြနှင်းစီပန်းကလေး၃ပွင့်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောက်ပါဒီနေ့ကိုတော့ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကနှစ်ကဏ္ဍ၅ကဏ္ဍနေဖြစ်ပါတယ်ခင်ဗျာကဲဒီလိုကိမျိုးမှာတောက်ကြသားသမီးတွေကံရင်အပမို့ရဖို့ဆိုရင်ဘာအရေးကြောင်းမရှိရှိ ကော်ဖီနဲ့ကိတ်မို့မြတ်စွာဘုရားမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုကဲကံပွင့်ကံမြင့်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကလေစိတ်နှခွဖြစ်စရာလေးတွေမတင်မကြမေးများလေးတွေများရတဲ့ခေါင်းအေးစိတ်အေးလေးနဲ့ခြိတက်ပါအခြေအနေပေးတာတွေရွေးလို့မပေးတာတွေကိုဇွမ်းမလုံးနဲ့အောင်နိုင်ငံညာနဲ့ပတ်သက်တဲ့ရွေကျဲအစီအစဉ်တွေပညာရေးဆိုင်ရာကိစ္စတွေအထယ်လိုက်ထိဖက်နာလျက်စစ်ပစ္စည်းဓာတ်စီဒီဇယ်ဓာတ်တုနှံနွားအဲရာမျိုးတွေပို့ပြီးအချို့ထူအောင်မြင်နိုင်တယ်ငွေဒီပစ္စည်းတွေအလေလွင့်အကြပေါက်လေးတတိပြုစနေသားသမီးတွေကအိမ်တောင်ဘက်ရဲ့ ချစ်သူရေးစားရဲ့ဟိုဘက်ဒီဘက်မောင်းနှမသားချင်းကြောင့်စိတ်နှောက်ရှက်လေးတွေရှိရတာတည်းကဲဒီလိုကိမျိုးမှာစနေသားသမီးတွေကံရဲ့အပါမှုရဖို့အဝါရောင်မှုရွှေရောင်မှုများများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆက်သုံးသွယ်ပါရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုဓာတ်ခဲလေးတစ်လုံးနဲ့သူ့ခောက်ပြီးဆူတောင်းပါကံကောင်းလိုက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက၈ကဏ္ဍ၃ညာကဏ္ဍကံရဲ့အပါမှုရဖို့ဆိုရင်တော့မုတ်ဟင်းကားလို့ပြီးတော့ကဲကံပွင့်ကံမြင့်ကြပါစေခင်ဗျာ